ကင်ညာနိုင်ငံရဲ့ကာကူမာဒုက္ခတဲ့စကန်စီဥတီတဲ့ဖုံထူကြမ်းတက်တဲ့လမ်းတွေထဲကတခုမှခြံဝန်းကျယ်ကြီးတခုရှိပါတယ်။အဲ့ဒီခြံဝန်းထဲမှာဆယ်ကျော်တက်မိန်းကလေးငယ်တွေဟာတိုက်ကွန်ဒိုပညာသင်ဖို့တပတ်ကိုနှစ်ကြိမ်စုဝေးရောက်ရှိရပါတယ်။ရေဘူးရအဖျင်းဖျိုးပြဲနိုင်လာတဲ့ဒုက္ခတဲ့စခန်းမှာဒီကိုခန့်ပညာသင်ကန်းစာတွေကမိန်းကလေးငယ်တွေအတွက်ဘေးကင်းစေဖို့အကောက်အွယ်တစ်ခုဖြစ်ကန့်လန့်ပေးပါရယ် ကကူမာဟာကင်ညာနိုင်ငံရဲ့ဒုတိယအကြီးဆုံးဒုက္ခသည်စခန်းဖြစ်ပြီးအဲ့ဒီမှာတောင်ဆူဒန်ဆိုမာလီယာယူဂန်ဒါနဲ့ဘူရွန်ဒီတို့ကနေလာတဲ့လူပေါင်း3သိန်းကျော်လောက်နေကြပါဗါး1992ခုနှစ်ကတည်ထောင်ပြီးနောက်ပိုင်းအဲ့ဒီဒုက္ခသည်စခန်းကိုကင်ညာအစိုးရနဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR တို့ကစီမံခန့်ခွဲပါဗါး အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့အကူအညီဖြတ်တောက်မှုကြေညာချက်ထွက်ပြီးတဲ့နောက်ရိတ်ခါတွေလျှော့ချခဲ့ခြင်းပြီးခဲ့တဲ့လကအဲ့ဒီစခန်းမှာဆန္ဒပြမှုတွေနဲ့ကြုံတွေ့ခဲ့ပါတယ်။အကူအညီငွေကြေးထောက်ပံ့မှုလျှော့ချဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဆုံးဖြတ်ချက်ကအဲ့ဒီဧရိယာတွင်လူအများအပြားပေါ်တက်ရောက်စေခဲ့ပါတယ်။ ဒါပေမဲ့ကာကူမာဒုက္ခသည်စခန်းရဲ့အစွန်အဖျားမှာရှိတဲ့ဆရော်သက်မိန်းကလေးတွေတိုက်ကွန်ဒိုပညာသင်ယူလေ့ကျင့်ရာခြံဝန်းမှာတော့ AFP သတင်းသမားတွေရောက်သွားခဲ့ခြင်းကတည်တည်ငြိမ်ငြိမ်ရှိနေခဲ့ပါတယ်။တစ်ဖက်ဖွဲ့အခန်းတစ်ခုထဲမှာဆရော်သက်မိန်းကလေးအယောက်80လောက်ရှိနေပြီးသူတို့ရဲ့ကြဲကြဲလောင်လောင်ပြောစကားတန်တို့ကအခန်းထဲကနေဟိန်ထွက်နေပါတယ်။ဒီထဲမှာအသက်35နှစ်အရွယ်အမွာညီမနှစ်ဦးဖြစ်တဲ့ဆမ်မီယာနဲ့ဆယ်ဟာတို့လည်းပါဝင်ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းရဲ့အန္တရာယ်မကင်းတဲ့နေရာမှာနေထိုင်ရတဲ့အခြေအနေကြောင့်အခုလိုမျိုးသူတို့ဒီတိုက်ကွန်ဒိုပညာရဲ့တင်ဖို့အကြောင်းဖန်လာတာဖြစ်ကြောင်းဆက်မရကရှင်းပြပါရယ်။အရင်ကဆိုရင်ကျမတို့ရိုက်နှက်ခံရတာတွေရှိတယ်။အဲ့ဒီတုန်းကကိုကိုကိုမကာကွယ်နိုင်ခဲ့ကြပါဘူး။ဒါပေမဲ့အခုကတော့ကျမတို့အခုကိုကိုကိုကာကွယ်နိုင်စမ်းရှိနေကြပါပြီလို့ဆက်မရက AFP ကိုပြောပါရယ်။ အမွန်ညီမဖြစ်တဲ့ဆေဟာကတော့စကားမပြောနိုင်နားမကြားဘူးဆိုပေမဲ့သူဟာလည်းဆမ်မီယာလိုပဲစိတ်ထက်တန်သူ ဖြစ်တယ်လို့ဖခင်ဖြစ်တဲ့အစ္စမေးမိုဟာမက်ကပြောပါရယ်။လွန်ခဲ့တဲ့15နှစ်လောက်ကဘရွန်ဒီကနေထွက်ပြေးလာခဲ့တဲ့ အသက်48နှစ်အရွယ်အစ္စမေးကအစမှတော့သူသမီးတွေကိုတိုက်ကွန်ဒိုတင်ခွင့်ပြုဖို့တုံ့ဆိုင်ခဲ့တယ်လို့ဆိုပါရယ်။ဒါပေမဲ့စကမ်းမှာသမီးဖြစ်သူဆေဟာကြုံတွေ့ခဲ့တဲ့အခြေအနေတွေကြောင့်သူစိတ်ပြောင်းသွားခဲ့တယ်လို့ဆိုပါရယ်။ ကျွန်တော်သူ့ကိုဒီကိုခေါ်လာတာကကောင်းမယ်လို့တွေးခဲ့ပါတယ်။ဒါမှလည်းသူဟာဘဝမှာသူ့ကိုသူကာကွယ်နိုင်မှာမို့ပါလို့အစ္စမေးကပြောပါတယ်။အခုချိန်မှာတော့သူ့အပေါ်ကျွန်တော်ယုံကြည်မှုရှိသွားပါပြီ။သူဒီအတိုင်းဝိုင်းထဲမှာသူ့အနိုင်ကျင့်ခံရတော့မှာမဟုတ်ပါဘူး။သူ့အရာအလုံးကိုသူ့ဘာသူဖြည့်ရှင်နိုင်ပါလိမ့်မယ်။နိုင်ရိုဘီကနေအလင်းတင်တို့လာရောက်တင်ကြားတဲ့တိုက်ကွန်ဒိုကပတ်နဲ့ဆီယာမကာရိုလိန်းအမ်ဘာနီကတော့သင်ခန်းစာတိုင်းမှာအားကစားပညာရေးရဲ့စီမင်းစည်းကမ်းကိုအဓိကထားပြီးတင်ပါတယ်။ ဒါပေမဲ့သူ့တပည့်တွေအပေါ်ချစ်ခင်ဂုဏ်ယူမှုကတိသာပေါ်လွင်လာပါလေအထူးသဖြင့်ဆေဟာလိုမင်းကလေးတွေအပေါ်ဖြစ်ပါတယ်ဒီမင်းကလေးတွေကတချို့ဆိုရင်ရန်လိုအနိုင်ကျင့်သူတွေဘေးကနေကိုကိုကိုကာကွယ်နိုင်စွမ်းရှိနေကြပါပြီလို့သူက AFP ကိုပြောပါတယ်ဒါပေမဲ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ကထောက်ပံ့ပေးခဲ့ပြီးနိုင်ငံတကာကယ်ဆယ်ရေးကော်မတီကလဲပတ်တဲ့၃နှစ်သား program ကတော့ငွေကြေးထောက်ပံ့မှုရပ်ဆိုင်းမှုနဲ့ကြုံလာရပြီဖြစ်ပါတယ်။ ဘလိုပဲဖြစ်ဖြစ်ဒီ program ကနေတင် जा ပေးတဲ့ကျွမ်းကျင်မှုအရေးချင်းတွေကမိန်းကလေးတွေအတွက်ရှေ့လာမယ့်နှစ်တွေမှာလုံလောက်မှုရှိလိမ့်မယ်လို့နှီးပြဆရာတွေကမျှော်လင့်ထားကြပါတယ်။